ဆရာကြီးမင်္ဂလာပါရှင်။မင်္ဂလာပါသမီး။အခုမေခွန်းရှင်ကဦးလာမြင့်မှာ65နှစ်ပစ္စည်းပို့ delivery လုပ်ငန်းပါဆရာကြီး။ပစ္စည်းပို့တာပါရန်ကုန်ကပါ။ဟုတ်ပြီစပိန်နဲ့သွားကြပါဟုတ်။ဟုတ်ကဲ့။စပိန်နဲ့သွားမယ်စက်တဲ့စက်တဲ့စပိန်လေးတွေပေါ့နော်။ဟုတ်ကဲ့ဆရာ။သူလည်းချီနေမိမဟုတ်ဘူး။ဟုတ်ကဲ့ဆရာ။ဆရာကြီးခင်ဗျားတဲ့အာယုံကျော်ကိုတဲ့ကြီးပေါင်းပြီပြီတဲ့လမ်းမလျှောက်နိုင်လို့ပါတဲ့။ရက်40ရှိပါပြီတဲ့။ ကြီးပောင်းကိုတဲ့ခွဲစိတ်မှုလူလုပ်ပြီးတဲ့မူလီထည့်ရမယ်ဆိုလို့တဲ့မခွဲကျင်ပါတဲ့မြမတိုင်းရင်စင်းနဲ့တဲ့ကုသမှုကိုတဲ့ပြောပြပေးပါခင်ဗျာတဲ့အင်းဒါအကူကြီးတောင်းတော့လည်းပြောရမှာပဲလေဟုတ်ကဲ့ဆရာကြီးသူကခွဲစိတ်မှာလည်းပဲသူဆန္ဒကွာမရှိဘူးလေဟုတ်ကဲ့ဆရာကြီးမရှိတော့အဲ့ဆရာတော့ဓာတ်နဲ့မခွဲဘူးလို့ပြောမယ်ဟုတ်ကဲ့ဆရာကြီးဓာတ်နဲ့ခွဲမယ်လို့ပြောမယ်ဟုတ်ကဲ့ဆရာကြီးနော်ဓာတ်နဲ့ခွဲမယ်လို့ပြောတော့နားမရှုပ်သွားနဲ့ မြန်မာတိုင်းအစီအမအဘူဓာတ်အေးဓာတ်နှစ်ခုရှိတယ်။ဟုတ်ကဲ့ပါဆရာကြီး။နော်အဘူဓာတ်အေးဓာတ်နှစ်ခုမှာကဲတမီထင်ရခဲတလုံးရှိပဲ။ဟုတ်ကဲ့ဆရာကြီး။ထင်ရခဲထင်ရခဲတစ်ဖက်ကဖျောင်းလုံးလုံးရှိမယ်။ထင်ရကိုဘာနဲ့ဖျော်။ရေနဲ့ဖျော်။အေးနဲ့ဖျော်တာပေါ့။အေးနဲ့ဖျော်ရမှာဟာ။ဒါတစ်ဖက်အဲ့ site တူပဲထင်ရလုံးဖျောင်းလုံးရှိတယ်။အဲ့ဖျောင်းလုံးဖျော်ပြဆိုတော့ထင်ရကိုရေနဲ့ဖျော်သလို အဲ့ဒီဖျောင်းလုံးကိုရေနဲ့ဖျော်ရင်ပျော်လားမပျော်ပါဘူးဆရာကြီးဘာနဲ့ဖျော်မလဲဟောမီးနဲ့ပါမီးနဲ့ဖျော်မှာပေါ့ဟုတ်ကဲ့ပါဆရာကြီးအဲ့လိုကွာပါတယ်ဟုတ်ကဲ့ပါဆရာကြီးအဲ့လိုကွာတဲ့နေရာမှာအခုမြေခွန်းရှင်တက်ကတော့နော်ထညက်ကိုဖျော်သလိုဖျော်ပါလို့ဟုတ်ကဲ့ပါဆရာကြီးဆရာတိုက်ရိုက်ပဲအဖြေပေးပါလေဟုတ်ကဲ့ပါဆရာကြီးတူလိုက်မနေတော့ပါဘူးနော်ဟုတ်ကဲ့ပါဆရာကြီးဖျောင်းလုံးကိုဖျော်သလိုတချို့ကအစေးအပူလိမ့်နေတယ်ဟုတ်ကဲ့ပါဆရာကြီးအပူလိမ့်တော့ချက်ချင်းတက်တာတယ်ဟုတ်ကဲ့ပါအပူတက်လေးရှိုံတက်တာလား ဲ့ဒီအပူဒဏ်လည်းပြောက်သွားအဲ့ဒီအပူကပြအရင်နေ့ဖြစ်ပြီးပူဆိုးတယ်ဟုတ်ကဲ့ပါဆရာအဲ့ဒါမျက်စိပြတ်နေကြတယ်ဟုတ်ကဲ့ပါဆရာအဲ့တော့အပူမှန်သမျှစားစီရောတောက်စီရောလိန်စီရောအပူတွေရှောင်ပါရေချွေးတော့ရေနွေးနဲ့မချိုးပါနဲ့ရေအေးနဲ့ချိုးပါအိတ်ထားတော့မှုရနိုင်မိပါနဲ့သင်ပြရနဲ့အိတ်ပါဒီစကားကဆရာကြီးကဟိုစေပညာစပြောကစားလေတံပြောင်းသွားတယ်လို့ပြောပြောင်းတယ်တိတိတရပြောင်းတာပါ ရှာရီတို့စေးစားကုပဲတဲ့လုံခဲ့တဲ့အနှစ်၄၀လောက်ကကံစိတ်ဥရုအဟာရတွေကြီးရင်အဲ့ဒီတော့လူတွေရဲ့ကံတွေကလည်းအေးတယ်လူတွေရဲ့စိတ်တွေကလည်းအေးချမ်းတယ်ဆရာတို့အေးဆိုအဖေတယောက်အလုပ်လုပ်တာတာကိုရောက်တက်ကတူကြောင်းတက်ထိုင်တာပဲဟုတ်ကဲ့ပါဆရာတက်ကြည့်လေဟုတ်ကဲ့ပါဆရာเนาะအေးချမ်းတာเนาะဟုတ်ကဲ့ပါဟိုမှာအမေတယောက်ထမင်းချက်တယ်ဒါတွေထမင်းစားဟင်းစားတာအတွက်ဘာမှချွတ်တဲ့တာ မရှိတာဘူး ဟုတ်ကဲ့ပါဆရာဥမာချင်းဟင်းဦးဆိုခလေးကောင်မှာခြားကျဲတလောက်စားအသားဆိုရင်အချိုးကြတောက်တုံးဆိုဒရုံဒုံးစီငါဟင်းဆိုဒရုံဆိုဒရုံစီအဲ့လိုစူလိုတာညတာတဲ့သဘောဟာတိတ်အချိုးများပါတယ်ဟုတ်ကဲ့ပါဆရာကျောင်းလို့အဲ့လိုမြတ်မြတ်တာတာနဲ့အိမ်သားအချင်းချင်းလေးနေပါဟုတ်ကဲ့ပါဆရာအဘေါ်တာအောက်ထက်လည်းနေပါဟုတ်ကဲ့ပါဆရာခေါင်းငန်းချီငန်းလည်းနေပါဟုတ်ကဲ့ เนาะไอ้ลูกเนี่ยတွေ့တဲ့လူအချင်းချင်းမျက်မျက်တရစားကြတော့ကြနေကြထိုင်ကြမယ်ဆိုရင်လောကကြီးကချမ်းသာမှာပါတဲ့ဟုတ်ကဲ့ပါဆရာကြီးအဲ့လိုနေကြဖို့ဆရာကြီးအာယုံကြောကိုတဲ့ကြီးပေါင်းပြီပြီးဆိုတော့ဒီအကြောတွေပေါ့နော်ဟုတ်ပါတယ်အဲ့ဒီဟာအတွက်ကလေ့ကျင့်ခန်းရှိလားမသိဘူးအဲ့ဒါရှိတယ်တရားပေါင်းလို့ပါတယ်မြေဟုတ်ကဲ့ဆရာကြီးလေ့ကျင့်ခန်းမလုပ်လို့ကိုမပြောဘူးတိုင်းဟုတ်ကဲ့ပါခွဲလာစိတ်ထားလဲဆိုတော့မခွဲချင်ဘူးလေဟုတ်ကဲ့ခွဲလာစိတ်ထားသူ့မှမခွဲချင်တာမဟုတ်ပါဘူး ကို့မင်းကိုလည်းခွဲမှာစိတ်မှာတော့မရှောင်သာလို့မခွဲမစပြဘူးဆိုတော့ခွဲရမှာပေါ့ခွဲတာစိတ်ထားတော့လူတိုင်းစိုးရိမ်တာပေါ့သမီးရဟုတ်ကဲ့ပါဆရာကြီးအဲ့တော့ဘာနဲ့ခွဲမလဲဓာတ်နဲ့ခွဲမလားဓာတ်နဲ့ခွဲမလားဟုတ်ကဲ့ပါဆရာကြီးဓာတ်နဲ့ခွဲမယ်ဆိုရင်ဆက်ပြောမယ်အပူဓာတ်နဲ့ခွဲမလားအေးဓာတ်နဲ့ခွဲမလားအေးဒါနဲ့ခွဲရမှာပါအေးစက်နဲ့ခွဲရမှာပါဟုတ်ကဲ့ပါဆရာကြီးအဲ့ဒါလေးများသမီးတို့အခုတည်တဲ့လောက်လေးများတည်လို့အလွန်လေးရတည်ပြီးလိုက်နာလိုက်ရင် အဲ့ဒါအကုန်ကြာမများပဲနဲ့ပော့ပော့နဲ့တက်တာတော့မှာဟုတ်ကဲ့ပါဆရာကြီးရေချိုးမယ်ရေရေဘူးချိုးမလားရေအေးချိုးမလားရေအေးပဲချိုးပါမယ်ဆရာကြီးရေနွေးတောက်မလားရေအေးတောက်မလားရေအေးပဲတောက်ပါမယ်မှုရနဲ့အိမ်မလားတင်မြူရနဲ့အိမ်မလားတင်မြူပြန်နဲ့အိမ်ပါမယ်အဲ့လိုပြင်လိုက်ရမှာပေါ့နော်ဟုတ်ကဲ့ပါဆရာအဲ့လိုပြင်လိုက်တာနဲ့ကိုလူရဲ့ကြမ်းမာတော့မှာပါလို့ဟုတ်ကဲ့ပါဆရာကြီးကျေးဇူးတင်ပါတယ်ဆရာကြီးရှာအားလုံးအစာဝအနာကင်ဘုရားရှင်းပါစေဗျာ